ဟယ်လိုဒါကတော့မနက်၄နာရီထပြီးတော့ site view သွားမယ့် blog လေးပဲဖြစ်ပါတယ်။ဒါကတော့ကမ္လာတီလိုစောင့်နေတာပေါ့နော်။ရွှေရွားကြလေပက်ကင်းနဲ့သွားတာဆိုတော့ကြတော့ဒီနန်းလေးမှာပေါ့နော်ရွှေလိုလိုပဲခီးသွားမဲ့သူတွေအများကြီးပဲထိုင်ဆောင်နေကြတယ်။ကားလာပြီဆိုတော့ကားပေါ်တက်ပါပြီ။မနေ့3နာရီလောက်ပြန်ထလာတာဖြစ်တဲ့တကြောင်မလို့ပေါ့နော်။တလန်းလုံးကလေးပင်မန်းပြီးတော့အိတ်ပြော်ကဘာမှမတိလိုက်ဘူး။ပင်ရရလို့ရောက်မှမတိလိုက်ဘူး။ အဲ့ရာနိုးတော့ပကိုးရောက်ပြီဆိုတာနဲ့သူတို့ကမနှက်စာစားဖို့အတွက်အဲကားနိုင်ဘယ်လောက်ရက်ပြီးရပေါ့နော်ရှိလို့ပကိုးရောက်တဲ့ချိန်ကကြာတော့လीမနှက်9နိုင်ဝင်ကျင်လောက်ပေါ့နော်တော်တော်အေးပါရဲ့ရန်ကုန်နဲ့တော့တခြားစီပဲပေါ့နော်ရန်ကုန်ရာသီဥတုနေရတော့သူရက်ပြီးရဆိုင်နေရလေးအစားတောက်လေးစားကောင်းနေပေါ့နော်မဆိုးဘူးလို့ပြောရမယ်ပုံမှန်ဆိုရင်လေဒီလိုမျိုးကားလန့်ပြီးမှဖွင့်ထားရဆိုင်လေးတော်တော်များများရွှေရိုးပါးစပ်နဲ့စားလို့အဆင်ပြေပေါ့နော်ဒါပေမဲ့ဒီဆိုင်ကားလေးစားလို့တော်တော်အဆင်ပြေရဲ့ ဒီရောက်လို့မနက်စာအဝါစားတော်ကိုမှ၃00လောက်ပဲကြာခဲ့ရေပေါ့နော်ဒါရွှေလို့စားထားရဲ့မနက်စာလေးတွေပါစားပြီးတောက်ပြီးပြီဆိုတော့ခီးစားစားပါပြီဒါကတော့စစ်တောင်းမြစ်ကြီးပေါ့နော်ကျမလည်းမသိပါဘူးကဆီယာစစ်တောင်းမြစ်လို့ပြောလို့ပါဒီလိုနဲ့ကြိုက်ထီးရုပ်ကိုရောက်တော့မယ်ပေါ့နော်ကဲဒါကတော့ကြိုက်ထီးရုပ်ရောက်ပါပြီ ီတို့ကြိုက်သီးရောက်တဲ့ချိန်ကကြတော့9နာရီကြော်ကြော်လေးပဲရှိသေးတယ်ပေါ့နော်တော်တော်စောရတယ်လို့ပြောရမယ်ဖီလိုတောင်မတက်ဖို့အတွက်ကကြတော့တဆင်ကားလေးနေနဲ့ထပ်ပြီးတော့သွားရမယ်ပေါ့နော်ဒီတောင်မတက်ဖို့ကမ်းသွားငါခင်မှာဖီလိုဒီလမ်းမတွေအထည်ဆိုင်လေးတွေလည်းဝင်ကြည့်ခဲ့တည်ရဲ့ဈေးလေးပြမစိုးသေးလားအခုရွှေပြရတဲ့ဝမ်းဆက်လေးတွေမှာလေတစုံလုံးကမှ2000 3000နဲ့တော်တော်ဈေးတက်တာလေလို့ပြောရမယ်အင်္ဂီလေးတွေဝယ်မယ်ဆိုရင်ဒီတောင်အောက်ကနေပဲဝယ်သွားပေါ့နော်တောင်ပေါ်မှာကျတော့ဈေးလေးတွေကတေကာလေးကြီးများရတဲ့အကြောင်းမို့လို့သူတို့ဈေးလေးတွေကတော့ 8900ကကွာသွားရေပေါ့နော်ရွှေရတော့မွေပါဘူးရွှေတငယ်ချင်းကတော့တစုံဝင်ခဲ့ရေပေါ့နော်ໄຊທີໂອတောင်မို့တက်ဖို့တက်ကားကြတော့ရွှေတဆင့်ကားကတဆင့်ကားလေးနေသွားမှာဖြစ်တော့ကြောင့်မလို့ဒီတဆင့်ကားရှိတဲ့နေရာလေးကိုရွှေလက်မှတ်သွားဖြစ်ရမယ်ပေါ့နော် တဆင်ကားကလေးတွေကြလေးတယောက်ကိုရှေ့ကန်းဆိုရင်9000ပေါ့နော်နောက်ခန်းဆိုရင်တော့9000ပေါ့နော်ဒါကကြတော့အသွားကလေးပဲပေါ့နော်အပြန်ဆိုရင်လည်းအဲ့လိုပဲအရှေ့ကန်းဆိုရင်9000နောက်ခန်းဆိုရင်9000ပေါ့နော်ရှိရွားကြတော့လေရှေကန်းကိုယူလိုက်တယ်ပေါ့နော်ရှေကန်းကိုလေးယောက်ယူလိုက်ပါရဲ့ရှေမှာရှုကင်းလေးတွေကြည့်ကျင်လို့ပေါ့နော်တောင်ပေါ်တက်တဲ့ဟာလေးတွေ ဒါကတော့ကျမတို့ရှီကန်းယူပြီးရဲ့အခြေအနေလေးပေါ့နော် experience လေးပါတော်တော်ကြောက်ဖို့ကောင်းပါရဲ့တောင်တွေကလေတော်တော်မက်ဆောက်ပြီးမှလေဟိုကွေ့လိုက်ဒီကွေ့လိုက်နဲ့အရင်မသိရင်လေးပြောမလဲဝူလာကူစတာစီးနေရလို့ပဲအရင်စိတ်လှုပ်ရှားဖို့ကောင်းလေဒါကတော့လမ်းမှမြင်နေရတဲ့ရှုခင်းလေးပေါ့နော်တော်တော်လှရဲလမ်းပြီးမှလေရေတကုံလေးရေလေးရှိရပေါ့နော်ရွှေရွာတော့ဒီအရှိမထိုင်နေရဆိုတော့ကြောက်နေရတယ်ဘာမှကိုမကြည့်လိုက်ရပါဘူးတလန်းလုံးអော်နေကြပါရဲ့ ိုကလေးတောင်မို့ကီဘယ်နဲ့ဆက်တက်ခြင်းနေဆိုရင်လည်းဒီကာသမားလေးတွေကပေါ့နော်လမ်းတစ်ဝက်မှာကီဘယ်စီးရဲ့နေရာလေးတွေကိုရက်ပေးပါရယ်ကီဘယ်စီးရာကတော့တယောက်ကို2000ပေါ့နော်ရွှေလိုကကြတော့မစီးတော့ပါဘူးဒီကားနဲ့ပဲဆက်ပြီးတော့သွားပါရယ်ကားနဲ့တောင်မလေးတောင်မရောက်ဖို့အတွက်40 45မိနစ်လောက်ကစီလိုက်ရရပေါ့နော်အခုကတော့ကြိုက်ချင်းကိုစရောက်ပါပြီဒါရွှေတို့တဲမိတ်နေရာကိုရွှေတို့ကြာချင်းရင်ဆက်သွားရသေးရပေါ့နော်တော်တော်လှမ်းနေရွှေတို့ကကြဖះရည်မင်းအောက်မှာတဲတာဆိုတော့ကြာလीအ တကယ်လို့ကိုကလေလူကြီးတွေကလေးတွေပါရဲထုတ်တွေအများကြီးပဲပါရဲဆိုရင်မဆွဲနိုင်ဘူးဆိုရင်လေဒီအထန်းသမားလေးဆွဲခိုင်းလို့ရရဲ့ပေါ့နော်လေတာပတ်တာလေးတွေကတော့နောက်ဘလော့ကြမှာပဲထပ်ပြီးတော့ပြပေးပါမယ်နော်အားလုံးပဲတက်တောင်း